အမကျတဲ့အလုပ်တွေလည်းလုပ်တယ်။နောင်ကစားတွေလည်းနှလုံးသွားလုံးတွေအတိုင်းလုပ်တယ်ဘုန်းကြီးရောင်း။ဒါမှဘုရားကိုဒီမှာစင်ခေါ်ခဲ့တာပြီ။ဘာဖြစ်နေလဲ။ရုပ်နဲ့အိမ်ထောင်ဦးစီးတို့ထင်တာ။မင်္ဂလာပါ။ဒီမှာနာမည်ကဒေါ်ဖန်သာကြီးဖြစ်ပါတယ်။ မယောက်ျားမိသားစုအတိုင်းဝန်းကလည်းနည်းနည်းပါပတ်စံလေးတော့ရှိတယ်လေပတ်စံရတတ်ကြတဲ့အမျိုးနဲ့တခါဆိုတော့ဒီမှာခင်မွန်းအုပ်စိုးမှုအောက်မှာလုံးဝလုံးလုံးလည်းလားကြည့်ဒီမှာနေတဲ့ခါကျတော့လေဒီမှာခင်မွန်းကလည်းအရင်အရက်ကြိုက်တယ်ဒီမှာအဖေလိုမျိုးပဲပေါ့နော်အဖေကလည်းအရက်ကြိုက်တယ်အဖေနဲ့အဖေရဲ့ဒီအရက်တော့တဲ့ဟာဒီအမေနဲ့ညံဖြစ်စကားတွေညာအဲ့ဟာတွေတွေ့တဲ့ခါမှာ ကျမမနေခြင်းဘူးပေါ့နော်အိမ်မှာနောက်ကျမအိမ်ကောင်ပြုတ်လိုက်တဲ့ခါမှလည်းကျမခင်မကလည်းအရင်တောက်တက်ပြန်တယ်။နောက်ကြတော့ကျမအော်ကျမခင်မကိုအရင်ဖြတ်စေခြင်းတော့ပေါ့နော်မိသားစုကိုကိုမိမကိုဂရုစိုက်စေခြင်းလည်းပေါ့ကိုမိသားစုတာဝန်ကိုထမ်းဆောင်ပြီးတော့တကယ်သားသမီးတွေအတွက်အိမ်ထောင်ဦးစီးကောင်းတယောက်ဖြစ်စေခြင်းခဲ့တယ်ကျမဆန္ဒပေါ့နော်တောက်တဲ့သူ save your dollar တောက်တဲ့သူဟာဆရာကြီးအိမ်ုံပြန်လာတဲ့ပေါ့ ။အာငါရင်ငါပြန်လာတာဘာဖြစ်လို့လဲ။အဲ့တော့တန်တော်ဦးတင်နေရအောင်ပါလား။ဟမ်။စီပွားရေးကလည်းမကောင်းဘူး။ဇဝင်းနေရေးကလည်းရှိသေးတယ်။အာเออไอ้เคสอะไรอ่ะไอ้เคสเลยว่ะงาเคสงาเคสอ่ะอายะต้องเนี่ยบี้ๆทําไมจะมาပြောมั้ยဆိုလို့ရှင်เนี่ยทําไมอยากจะมาပြောไม่อ่ะทําไมจ้างอะไรเลยตัวอ่ะ ဟိုမမူးတဲ့အချိန်မှာတော့မှဒီမောက်ဟိုဒီမောက်ကြောက်နေရတဲ့အချိန်ဆိုတော့မူးလာတယ်ဆိုပုံဆိုးရပေါ့နော်အရက်တွေပါလဲတောက်လာတယ်ဆိုလို့ရှိရင်ဒီမောက်တို့ကြောင်းအားတွေဘာဖြစ်နေရလဲဘာဖြစ်နေလဲဒါမဲ့ဒီမောက်အញ្ញဆိုးရင်ပါလေတဖြည်းဖြည်းကြတော့လေဒီမောက်ဆိုးရင်ပါကြတော့တို့အញ្ញအရက်တွေအလွန်အကျွံတောက်လာတယ်အလွန်အကျွံကျိန်လာတယ်ဒီမောက်သားသမီးလေးတွေလည်းတဖြည်းဖြည်းနဲ့အသားနဲ့ကြီးလာတယ်အသက်လေးတွေလည်းကြီးလာကြတဲ့ခါကြတော့လေဒီမောက်တို့လိုမျိုးဒီမောက်အဖေ အရက်တောက်တဲ့ခါမှာကျမတို့မျက်နှာငယ်ကြရတယ်လို့မြင်ဒီမှာပါတော့ညက်နှာငယ်မှာကျမအရန်စိုးရင်ခဲ့တယ်။ဒါပေမဲ့ကျမဘာမှမတတ်နိုင်ဘူး။ဒါပေမဲ့ကျမကောင်းမှုကုသိုလ်လေးတွေလုပ်တယ်။တော့ကျမဘုရားဘာသာဆိုတော့ဘာကိုဆင်ပြူတယ်ကောင်းမှုကုသိုလ်လေးတွေလုပ်တယ်။နေ့ကြီးရဲ့ကြီးတွေမှာငါမဒီနာလေးတွေစောက်တည်တယ်။ကျမဆူတောင်းတဲ့ခါတိုင်းကျမဘာဆူတောင်းလဲဆိုတော့ကျမယောက်ျားပြောင်းလဲလို့ကျမယောက်ျားအရင်လုံးဝမတောက်ဘူး။ကျမမိသားစုတွေပျော်ရွှင်ရွှင်နေဖို့အဲ့လိုမျိုးလေးတွေကျမဆူတောင်းနေတယ်။ ါမှကျွန်မဆူတောင်းဆူတောင်းနောက်ဆုံးလည်းကျွန်မမောလာတယ်မဆူတောင်းနိုင်တော့သူ့ထက်နဲ့သူ့မှာမရှိပါစေဘူးအခါကျတော့ကျွန်မသားသမီးတွေရဲ့ဝန်ထားကျွန်မပုံပေါ်ရောက်လာတယ်ကျွန်မအရင်ကအလုပ်ကိုစူးစမ်းတယ်တညလုံးမှာကျွန်မ၄နာရီလောက်ပဲအေဂျင်ရှိတယ်ဈေးရောင်းတယ်နေ့ဈေးရောင်းတယ်ညဈေးရောင်းတယ်မနေ့ဈေးရောင်းတယ်ကျွန်မဒီကြားထဲမှာဒီဟိုကျွန်မဖះလည်းမရှိသေးဘူးဆိုတော့ဒီနှလုံးသုံးလုံးတဲ့လောင်းကစားတွေလောက်တဲ့ဆိုတာလေစီးပွားရေးအရပဲပေါ့နော်ဟုတ် သူများထိခိုက်သွားမယ်ဩသူများသူတို့ဟိုယုံကြည်သူဖြစ်လာတဲ့ခါကျောင်းလေကျွန်မတွေးတယ်ဩကျွန်မဒီအလုပ်လုပ်လိုက်အချင်းအဖြစ်သူမိသားစုတွေထိခိုက်သွားမှာဆိုတဲ့အပြီးအဲ့တော့ကတော့ကျွန်မဘာမှမတွေးဘူးဘာမှဒီကျွန်မပတ်ဆံရဘူးလေကျွန်မတနေ့ရောင်းလိုက်လို့ရှိရင်ကော်မရှင်ဖိုင်ကျွန်မတသောင်းတသောင်းရရဆိုလို့ရှိရင်လေကျွန်မသားသမီးတက်တစ်စိမ့်တက်သွားတယ်ဒါမျိုးကိုကျွန်မတွေးပြီးလို့ကျွန်မရဲ့လုပ်ခဲ့တယ်ဘုန်းတော်တနေ့မှာတော့ကျမအရင် မောလာတယ်နော်မောတယ်ဈေးပါလေးကျွတ်ပြီးတော့ကျမဈေးကနေခြံပါတဲ့ချင်းမှာကလေးလေးတွေ Sunday school ကလေးတွေတချင်းဆိုကြရင် အဖြစ်တွေ့ပြီးဆိုတဲ့တခြင်းလေးပဲမောင်ကဘာလမ်းမှာကျမအရင်ကျင်တယ်နေရတယ်လို့မျိုးကျမခံစားလိုက်ရတယ်အဲ့တခြင်းတိုင်ကြားကြားပြီးကျမခံစားလိုက်ရတဲ့ခါမှလေဟုတ်ကောင်မလားပေါ့နော်ဒါမျိုးကိုဘုဆိုကျမကျမတန်ရတန်ရနဲ့ဖုံးလွှဲနေတဲ့လူဆိုတော့လေတန်ရတွေပဲများတယ်တန်ရများတယ်ကျမဘယ်တော့မှလူတစ်ဖက်သားကိုလောလောကူကူလေးနဲ့ကျမဘယ်တော့မှမယုံတတ်ဘူးအခါကြတော့ဒီမှာသူတို့ပြောတာတခြင်းလောက်ပဲရှိမှာပေါ့နော်။သူများကြားကောင်းအောင်ဆိုတဲ့တခြင်းလေးလောက်ပဲရှိမှာပေါ့။ တကယ်မဟုတ်တော့ပါဘူးဘုရားအဲ့လိုတိတော့မတတ်နိုင်ဘူးဘောနော်ကျမအဲ့လိုကျမတို့အိမ်သားမှာဟောယုံကြည်သူတူမလေးတယောက်ဘောနော်ကျမတို့ဆွေမျိုးတော့တိတ်မတော်ဘူးဒါပေမဲ့ तू ကယုံကြည်သူဖြစ်လာတယ်ကျမတို့အိမ်သားမှာပဲ तू ကနေအခါကျတော့ तू ကကျမကိုပြောပြကျမဒီနေ့တော့ကျမအရင်ပင်မလာခဲ့မှာ तू နဲ့စကားပြောဖြစ်တယ်စကားပြောဖြစ်တဲ့ချိန်မှာတော့ तू ကပြောတယ်အတော်တဲ့အတော်ကျမရင်ဖွင့်ပြီးတဲ့ခါကျတော့သူကပြောပြတယ်အတော်ရဲ့တဲ့အာမငယ်ပါနဲ့ပေါ့နော်ဖခင်ကတတ်နိုင်တယ် သမီးတို့ကိုယ်ဝင်နေတဲ့ဖခင်ကတတ်နိုင်တယ်ပေါ့နော်။ဘလောက်ပဲဆိုးပါစေဆိုးတဲ့လူလည်းကြောင်းဝင်ပေးနိုင်တယ်ပေါ့နော်။လင်းမစေနဲ့ဖခင်တက်ရှင်တဲ့ဖခင်ရှိနေစေ။တာဟုတ်ပါမလားဆိုပြီးတော့ကျွန်မပြောရမှာ။ဟုတ်ပါမလား။အဲ့လိုဆိုလို့ရှိရင်ဆူတောင်းပေးစမ်းပါ။ငါယောက်ျားပြောင်းလဲတယ်ဆိုလို့ရှိရင်ငါယောက်ျားအရန်ကြိုက်တဲ့အဲ့ဒီအရစ်ကိုပြတ်နိုင်တယ်ဆိုလို့ရှိရင်လေအဲ့ယေရှုသားကအမျိုးသားကိုပြောင်းလဲပေးနိုင်မယ်ဆိုရင်ငါတို့တမိသားစုလုံးလုံးက အဲ့ဒီဖရာကိုလေမတယောက်တည်းမဟုတ်ဘူးမတို့တမိသားစုလုံးအကုန်လုံးအဲ့ဒီဖရာကိုငါတို့လက်ခံမှာငါတို့ကိုယ်ပွယ်မယ်ဆိုပြီးတော့သူ့ပြောခဲ့တယ်အဲ့လိုပြောခဲ့တဲ့စကားကိုလေကျွန်မမှတ်မထားတော့ဘူးမိတော့တော့မောင်သူ့ကိုဒီလိုလေးပဲပြောလိုက်တယ်လို့မျိုးကျွန်မပြောလိုက်တယ်ဒါမဲ့ဖရာကကျွန်မစကားကိုမှတ်ထားတာဖြစ်တယ်ညောင်မျိုးပေါ်တော့ရောက်လာကြပြီယောက်ျားကလည်း तू မတက်နိုင်ဘူးပေါ့နော် ဒီနေရာမှာကိုယ့်နေရာမှာဆိုလို့ရှိရင်တော့ငါဘလို့ပဲဖြစ်ဖြစ်နင်တို့အတတ်နဲ့ဆုံးကဆိုက်ကူကျွေးမွေးလို့ရတယ်ဒီရန်ကုန်မှာတော့ငါနေစားလဲငါမလိုက်နိုင်ငါအသက်ရွယ်နေငါနင်တို့နေစားလို့ပြီးတော့ငါမကျွေးနိုင်တော့ဘူးဘာသမီးရဲ့၅ယောက်စလုံးကြောင်းသားပြီးကျွန်တော်ဘလို့လုပ်မလဲပြန်မနဲ့စိတ်ပြန်မနဲ့စိတ်လေးရင်းနေတာနောက်ကတော့ခဏလေးကြားလာတယ်ဆိုလို့ရှိရင်တော့နည်းနည်းခွန်အားရပြီးတော့စိတ်ချမ်းသာတယ်လို့ခံစားရတယ်နားမသိဘူးဒီဖ ያ ကျွန်တော်အရင်တက်ချင်းပေးနိုင်တယ်ကျွန်တော်ဒေးလာတယ်ဘောနော် အဲ့ဒါကျတော့ဒီမှာစဉ်းစားရင်အော်ဒီဖေဟာတက်ရှင်တော့မသိဘူးပေါ့ဒီမှာယောက်ျားကလည်းပြောင်းလဲပေးနိုင်တယ်ဒီမှာသားသမီးတွေလည်းအကုန်လုံးပြောင်းလဲကုန်ကြပြီဒီမှာဘာဖြစ်နေတာလဲကိုကိုပြန်ဆန်းစစ်လာတယ်တနေ့ဆရာဂျိုနတန်ကမသိဘူးတဲ့အတင်းတော်မှာကျမတို့နောက်ဘက်တော့ဖြစ်ခွာလာပြီးတဲ့အခါမှာဝင်လေးရပြန်မန်းတော့သူပေါင်းလို့ငါထန်တော့လာကြလို့ဆိုပြီးတော့ဖခင်ပြောတဲ့နောက်ဘက်တော်နဲ့ကျမတို့ခွာပြီးတဲ့အခါမှာ ဟုတ်တာပဲငါဒီလောက်လေးနေတဲ့ဝန်တွေကိုဘုရားကငါထားမိမယ်လို့ပြောနေတာငါဘာဖြစ်လို့ဘုရားကတတိမထားမိပါလဲဘုရားငါတော်တော့မဟုတ်မှမဟုတ်တာဆိုပြီးတော့ကျွန်မကိုယ်ကဦးနောက်တဲကိုဝန်လာတယ်ပေါ့နော်အော်ငါတော်လို့တတ်လို့မှမဟုတ်တာငါအဆုံးစားရှိလို့မှမဟုတ်တာဘုရားကကိုကျွန်မဆင်ကိုရတာဘုရားကသူ့လိုတော်နဲ့ကျွန်မဒီညာပို့ဆောင်တာပဲဆိုပြီးတော့ကျွန်မပြန်ပြီးတော့တတိဝန်လာတယ်ပေါ့နော်ဟာအဲ့ဒီချိန်မှာကျွန်မမာသွားပြီပေါ့နော်တမိကိုခွန်းတော့ပါ ။တမီးဒီလောက်အပြစ်များတဲ့တမီးကိုကိုတော့ကျမရင်ရင်ကြည်ကျင်းနေကျမပြောခဲ့တာမဟုတ်ဘူး။ကျမဆုတောင်းမတောင်းခဲ့ဘူးကိုတော့။ကိုတော့ကျမဆုမတောင်းခဲ့ဘူး။ကျမကိုတော့စိန်ခေါ်ခဲ့တာ။ပြောင်းလဲပေးနိုင်လို့ရှိရင်ကျမယောက်ျားပြောင်းလဲပေးနိုင်လို့ရှိရင်ကိုတော့။ကျမဒီနေ့ချင်းခံမယ်ဆိုပြီးတော့မှကျမကျွေးကြော်ခဲ့တာကျမဖခင်ကိုကျမစိန်ခေါ်ခဲ့တာပဲ။ဖေရမကြိုက်တဲ့အရာတွေနဲ့ကျမအသက်ရှင်ခဲ့တယ်။ဒါနဲ့ဖေရကကျမဘယ်တော့မစွန့်ဖြစ်ဘူး။ကျမပင်မလို့ပူတော့လို့ကျမခေါ်တဲ့ချိန်မှာကျမခေါ်တော့မခေါ်ခဲ့ဘူးပေါ့နော်။ ကျမစင်ခေါ်တလိုမျိုးပဲပြောခဲ့တဲ့စကားကိုဘုရားကနေပြီးတော့မှတ်ထားပေးတယ်မှတ်ထားပေးပြီးတော့ကျမတို့ဒုက္ခတွေအမျိုးမျိုးကကယ်ပေးတယ်ကျမတကယ်မတတ်နိုင်ဘူးလို့ကျမလက်ဆော့လိုက်တဲ့ကျမခင်မုန်းကိုလိန်မအောင်တကယ်သွန်ပင်လမ်းပြပေးတယ်ဘုရားကျေးဇူးတင်နေတော့ကျမလိုမျိုးပဲပေါ့နော်ခံစားရမိခင်လည်းအများကြီးရှိမှာဖြစ်ပါတယ်ကျမလိုမျိုးပဲဟောဘယ်လိုပြောမလဲမိဘမိဘကောင်မိခင်ကောင်တယောက်ဖြစ်တဲ့မိခင်နေပေါ့နော်ဘဝကိုမကူပဲနဲ့ဘုရားကိုပဲအားကိုးပါလို့ ချိန်တိုင်းမှာဘုရားအားကိုးလို့ရှိရင်တကယ်ဘုရားကကျမတို့ကိုမြတ်တူပါရှိပေးတာဖြစ်တယ်ကျမတို့လေးနဲ့ထားနေရတဲ့ဝင်နေပေးတယ်ဆိုလို့ရှိရင်ဘုရားကချပေးတာဖြစ်တယ်လက်လျှော့လိုက်ရပြီဒီဥစ္စာငါလုံးဝမတတ်နိုင်တော့ဘူးဆိုတဲ့အချိန်မှာဘုရားကိုခေါ်လိုက်ပါယေရှုကကျမတို့နားမှာအများကြီးရှိတယ်ကျမတို့ခေါ်တာအများကြီးနားဆွနေတဲ့ဘုရားဖြစ်တယ်ဆိုတာကျမတက်တက်ခိုင်းနေတာဖြစ်